အားလုံးမင်္ဂလာပါအဝင်းဟိတ် channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့စူးစားလှုပ်ဆောင်ခြင်း hard work နဲ့ smart ကြကြလှုပ်ဆောင်ခြင်း smart work တို့ရဲ့ဌာနချက်ကဘာတွေလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်လူတိုင်းဟာအလုပ်တစ်ခုမဟုတ်တစ်ခုကိုအကြောင်းမျိုးစုံနဲ့လုပ်နေကြတယ်စာဝတ်နေရေးအတွက်မဖြစ်မနေလုပ်နေကြတယ်တချို့ကစူးစားအားထုတ်ပြီးလုပ်ကြတယ် အောင်မြင်သူတွေရှိတယ်လို့မအောင်မြင်သူတွေရှိကြတယ်။တချို့ကတော့ပြင်းပြင်းထန်ထန်ကြိုးစားတာမတွေ့ရဘူး။ဒါပေမဲ့အောင်မြင်တာကိုတွေ့ရပြန်။ထင်ရှားတဲ့ဥပမာပေးရရင်ចောင်းသူចောင်းသားဘဝမှာဆိုရင် အချို့ကစာကိုပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ရတယ်။တချို့ကတော့အဲ့ဒီလိုပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်တာမတွေ့ရပဲစံပွဲမှာအမှတ်တွေအများများတော့တွေ့ရတယ်။ဘာတွေကွာခြားသွားတယ်လဲဆိုတာငယ်ကလေးကသိပြီချင်းခဲ့။သူတို့တွေကညံကောင်းလို့ပဲလို့ထင်ခဲ့တယ်။ဒီလိုပဲ လုပ်ငန်းဝင်ရောက်လာတော့လေတချို့ကအချိန်တိုအတွင်းအောင်မြင်တာကိုတွေ့ရပြန်တချို့ကတော့အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစားတာကိုတွေ့ရပြီမဲ့အချိန်ကြာတော့မှအောင်မြင်တာကိုတွေ့ရပါတယ်တချို့ကတော့အောင်မြင်လာတာမတွေ့ရဘူးဒါကိုလေအောင်မြင်သူတွေကကံကောင်းလို့ပဲလို့ထင်မိပြန်ဒီအတွေးထင်တွေက အမှန်တွေလားလို့အခါကတွေးဖြစ်စာရီဖိုင်ရင်ဖိုင်ရင်အဖြေကောင်းတစ်ခုကိုတွေ့ရပါတယ်အခုပြောပြမယ့်အကြောင်းအရာကအဲ့ဒီအကြောင်းအရာဖြစ်ပါတယ်စူးစမ်းအားထုတ်တဲ့အလုပ် hard work ဆိုတာ 調査အားထုတ်တဲ့အလုပ် hard work ဆိုတာတခုခုအောင်မြင်လို့ဖို့အတွက်အချိန်အကြာကြီးပေးရတယ်調査အားထုတ်မှုတွေအများကြီးလုပ်ရတယ်調査အားထုတ်တဲ့အလုပ် hard work ရဲ့ထူးခြားချက်ကတော့အလုပ်တခုခုပြီးမြောက်အောင်လုပ်ဖို့အတွက်အချိန်အကြာကြီးအလုပ်လုပ်ရတယ်ကြိုပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ調査အားထုတ်ရတယ်စီကံရှိရတယ်လို့ဇွဲရှိဖို့လိုတယ်အဆင့်ဆင့်လှုပ်ဆောင်သွားရတယ်ဒါဟာလုံးလဝရိယရှိခြင်းနဲ့ဇွဲမလျှော့ခြင်းကိုပြတ်တာပါတယ်ဥပမာ စ္စည်းပို့သမားတဦးဟာတနေ့ကို12နာရီကြောင်ပစ္စည်းတွေတဲပိုးပြီးနေဘူးလေလမ်းလျှောက်ရတယ်ဆိုရင်စူးစားပန်းစားလုပ်နေတာပါ hard work ဖြစ်လုပ်ရတယ်ဆိုရပါမယ် smart ကြကြလုပ်တဲ့အလုပ် smart work ဆိုတာ smart ကြကြလုပ်တဲ့အလုပ် smart work ဆိုတာကသင်ရဲ့အုံနောက်ကရိယာတွေနဲ့ပုံမကောင်းမွန်တဲ့နီလန်းတွေကိုအတုံးပြုတ်ပြီးစူးစားအားထုတ်မှုနည်းနည်းနဲ့ရက်လက်ပုံများများရအောင်လုပ်ဆောင်တာပါ smart walk ရဲ့ထူးခြားချက်ကတော့ဉာဏ်ပညာကိုသုံးပြီးအလုပ်မလုပ်ခင်စီစဉ်ရတဲ့အရေးအကြီးဆုံးအလုပ်တွေကိုဦးစားပေးတယ်။ကိရိယာတွေနည်းပညာတွေနဲ့အနည်းဆုံးအားထုတ်မှုနဲ့အများဆုံးရလဒ်တွေရောက်လှုပ်ဆောင်ရတယ်။အခြားသူတွေရဲ့အတွေ့အကြုံကနေသိယူရဲအချိန်ကိုစီမံခန့်ခွဲရတယ်။ဥပမာပြောရရင် online စီဝါရေးပိုင်ရှင်တူဟာသူ့ရဲ့ဆိုင်ကို အလိုအလျောက်စနစ်တွေနဲ့တိဆောက်ထားတော့သူအိတ်နေတဲ့အချိန်မှာတော့24နာရီပတ်လုံးရောင်းချနိုင် ဒါက smart ကြတာပေါ့အကောင်းဆုံး formula ကိုပြောရရင် smart work ကဘာလုပ်ရမယ်ဆိုတာကိုပြောပြတယ် hard work ကအဲ့ဒါကိုလုပ်ဖို့စွန့်အင်ပေးတယ်ဥပမာပြရရင်ကျောင်းသားတယောက်ဟာတညာလုံးစာကျက်တယ်အဲ့ဒါက hard work ဖြစ်တယ်ဒါပေမဲ့အခြားကျောင်းသားတူကအဓိကအကြောင်းအရာကိုပဲကျက်တယ်မှတ်ညာမြင့်တင်နည်းတွေသုံးတယ်အနှစ်ချုပ်ဗီဒီယိုတွေကြည့်တယ်အဲ့ဒါကို smart work ဖြစ်တယ်ပေါ့ဒုတိယကျောင်းသားကအမှတ်ပုံများများရတယ် ကြံပြုချက်ပြောရရင်စူးစမ်းလုပ်ယုံနဲ့မပြီးဘူးမှန်ကန်တဲ့နီလန်းနဲ့စူးစမ်းအထောက်ဖို့လိုတယ်စမှတ်ကြတဲ့စီစဉ်မှုနဲ့အစပြုပါပြီးရင်အားကျိုးမှန်တဲ့စူးစမ်းလုပ်ဆောင်ပြီးကောင်းကောင်းမွန်မွန်အဆုံးသတ်ပါ hard work နဲ့ပတ်သက်ပြီးထင်ရှားအောင်ဥပမာထပ်ပေးရရင် Thomas Edison ကကျွန်တော်မအောင်မြင်ခဲ့တာမဟုတ်ဘူးအစင်မပြေတဲ့နီလန်းပေါင်းတစ်တောင်းကိုရှာတွေ့ခဲ့တာပါလို့ပြောခဲ့ပါတယ်မီးလုံးကိုမတီထွင်ခင် ူ့ရဲ့မရေမတွက်နိုင်တဲ့စမ်းသပ်မှုတွေနဲ့ကြာရှုံးမှုတွေကြားမှာဇွဲမလျှော့ပဲစူးစမ်းခဲ့တာဟာ hard work ရဲ့နမူနာကောင်းပဲနောက်တစ်ယောက်ကတော့ Michael Jordan ဟာ basketball queen ထဲမှာနိုင်ပေါင်းများစွာအချိန်ကုန်ခံပြီးသူ့ရဲ့ကျွမ်းကျင်မှုကိုမြင့်တင်ခဲ့တယ်။သူ့ရဲ့ကန့်သတ်ချက်တွေကိုအမြဲတမ်းကြော်လွန်ဖို့စူးစမ်းခဲ့တဲ့သူ့ရဲ့မယုံနိုင်စရာအလေးချိန်က hard work ရဲ့တာရကပါပဲ smart work နဲ့ပတ်သက်ပြီးတာရကကိုပြောရရင် Henry Ford မတိုင်ခင်က ကားတွေကိုတစည်းချင်းစီထုတ်လုပ်ခဲ့ကြပါတယ်။ Ford ကအစုလိုက်ထုတ်လုပ်မှုစနစ်ကိုမိတ်ဆက်လိုက်တဲ့အခါကားတစ်စီးထုတ်လုပ်ဖို့လိုအပ်တဲ့အချိန်နဲ့အားထုတ်မှုကိုအကြီးအကျယ်လျှော့ချလိုက်နိုင်တယ်။ကားတွေကိုပို့ပြီးဈေးသက်သာစေခဲ့ပါတယ်။ဒါဟာတော်လှန်တဲ့စမတ်ကြတဲ့အလုပ်လုပ်မှုတစ်ခုပါပဲ။နောက်ဥပမာတစ်ခုကတော့ Warren Buffett ကသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတက်တနာကိုပြင်းရင်ချင်းလို့မကြာခဏပြောလို့ရှိပါတယ်။သူအလုံးမလုံးလို့မဟုတ်ပဲ ဂျီနီမြို့နာမှုအနေငယ်ကိုအလွန်မင်းနီးပြူဟာကြကြမလုပ်ခင်သူ့ဒေသနာနဲ့စီမံကိန်းရေးဆွဲမှာအချိန်အကြာကြီးပေးတာကြောင့် သူကစီးပွားရေးလုပ်ငန်းအနေငယ်ကိုနက်နက်နဲနဲနားလဲအောင်အာယုံစိုက်ပါတယ်သူ့ရဲ့လှုပ်ဆောင်ချက်ဟာစမတ်ကြတဲ့အလုပ်ဖြစ်တဲ့အတွက်တက်တက်တာတာအချိန်တိုတိုနဲ့သူဟာဘီလီယနာဖြစ်လာခဲ့ပါတယ်တကယ်တော့အောင်မြင်မှုဆိုတာ hard work နဲ့ smart work ကြားကနေရွေးချယ်တာမဟုတ်ဘူးနှစ်ခုစလုံးကိုထိရောက်စွာ ပေါင်းစပ်အသုံးပြုခြင်းကနေလာတာပါ smart work ကဘာကိုအာရုံစိုက်ရမလဲဘယ်လိုထိထိရောက်ရောက်လုပ်ရမလဲဆိုတာကိုသိရှိနိုင်ဖို့ကူညီပါတယ် hard work ကတော့အဲ့ဒီ smart ကြတဲ့စီစဉ်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်စီကံဇွဲနဲ့စွမ်းရည်ကိုပေးပါတယ်ဒီလိုစဉ်းစားကြည့်ပါ smart work ကနှံလိုက်အိမ်မြောင်ဖြစ်ပြီး hard work ကအင်ဂျင်ဖြစ်ပါတယ်ဘယ်သွားရမလဲဆိုတာကိုသိဖို့တန်လိုက်အိမ်မြောင်လူတို့လိုအဲ့ဒီကိုရောက်ဖို့အင်ဂျင်လည်းလိုပါတယ် ပထမဆုံးနီးပြူဟာစမတ်ကြကြစဉ်းစားပါသင်လှုပ်ဆောင်မဲ့အဆင့်တွေကိုစီစဉ်ပါကြိယာတွေကိုအသုံးချပါပြီးရင်တော့အဲ့ဒီအစီအစဉ်တွေကိုလက်တွေ့ဖြစ်လာဖို့အတွက်တသမှတ်ထဲနဲ့စီကံရှိတဲ့စူးစမ်းအထောက်မှုကိုလှုပ်ဆောင်ပါစူးစမ်းလှုပ်ဆောင်ရုံတက်တက်မဟုတ်ပဲမှန်ကန်တဲ့အရာတွေကိုစူးစမ်းလှုပ်ဆောင်ပါဒီလိုသာပေါင်းစပ်လုတ်ကင်နိုင်မယ်ဆိုရင်သင်အောင်မြင်မှုပန်းနိုင်ကိုအများဆုံးရောက်သွားပါလိမ့်မယ် အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုချိန်နှိပ်ပေးထားပါလို့မြစ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy good day